ရှင်ကတင်ယူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။ဒေါက်ဆန်စုကြည်နဲ့ဖန်စီခန့်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအင်ဖြူတော်ရှေ့မှာဆန္ဒထုတ်ဖော်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်ဖန်စီခန့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်အမေရိကန်ရောက်မြန်မာပြည်ပေါ်အချို့အော်တိုဘားလ24ရက်နေ့ညနေကအင်ဖြူတော်ရှေ့တွင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါရယ်။ ဒါအပြင်မလေးရှားနိုင်ငံနဲ့ကျင်းပနေသောအာဆီယံထိပ်သီးညီလာခံ၌နေစဉ်အကြမ်းဖက်ပုံကျဲပြီးအပြစ်မဲ့ကလေးများအပါအဝင်ပြည်သူများကိုတပ်ဖြတ်နေတဲ့စစ်ကောင်ရှင်ရဲ့ရာဇဝတ်မှုများထုတ်ဖော်ရှုံချပြီးပိတ်ဆို့အရေးမှုများလှုံ့ဆော်ရန်တရားမဝင်အတူအယောင်အလိမ်ညာရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်းတရားဝင်ထုတ်ဖော်ပြောကြားရန်ကို၎င်းတောင်းဆိုခဲ့တယ်လို့ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်သူဥယျင်အေးကခုလိုပဲပြောဆိုထားပါတယ်။အာဆီယံခေါင်းဆောင်များဒိတ်တီအစည်းအဝေးသို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်ပြီးဖြစ်ပြီးအာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံမိဖြစ်ကြောင်းပြီးခဲ့တဲ့စက်တင်ဘာလ26ရက်ကလည်းဒေါ်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံရသောနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအမေရိကန်မြန်မာပြည်ဘွားအချို့အင်ဖီရိုရှေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးမြမအရေးဖြစ်ရှင်ရဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရနေအားလုံးပါဝင်သောတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရေးအာဆီယံကတ္တာမလေးရှားနိုင်ငံသားဝင်ကြီးကထပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံ၏အကြက်တဲဖြစ်ရှင်ရန်အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်တဲပေါ်ရန်နှင့်အားလုံးပါဝင်သောတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရေးအတွက်မြန်မာစစ်တပ်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံခြား၏ဝန်ကြီးမိုဟာမက်ဟာဆန်ကတောင်းဆိုလိုက်ပါရင်ယမန်နှင့်အော်တိုဘောလာ24ရက်နေ့မလေးရှားနိုင်ငံနှင့်ကျင်းပပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်မှာအကောင့်တန်ဖော်ရဲ့မခက်ခဲကြောင်းဒါကြောင့်ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာပြီးလူသားချင်းစာနာထောက်ထားမှုအကူ င်ကြီးများကိုဖြန့်ဝေခွင့်ပြုလုပ်တဲ့ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးကခုလိုပဲပြောဆိုပါရင်မြန်မာကျန်းဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကိုရပ်တန့်ရန်နိုင်မီမဟုတ်တော့လဲတရားမျှတပြီးပွင့်လင်းမြင်သာပြီး လွတ်လပ်ကအားလုံးပါဝင်စေလို့ကြောင်း၎င်းကပြောဆိုလိုက်ပါရင်ရွေးကောက်ပွဲကပြည်သူအားလုံးပါဝင်ရမယ်လူတချို့ပဲပါနိုင်ပြီးကျန်တဲ့သူတွေမပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့မလိုချင်ပါဘူးမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာဆွေးနွေးဖို့ရှိတယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးကကိုလိုပဲပြောဆိုပါရယ် မလေးရှားနိုင်ငံကွာလာလမ်ပူရင်အော်တိုဘားလာ26ရက်နေ့မှာအော်တိုဘားလာ28ရက်နေ့အထိ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးအဆိုပါအစည်းအဝေးသို့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်အာဆီယံကဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ တရုတ်ဝန်ပေါင်းကုမ္ပဏီအတွင်းတွင်တက်ဆွဲပြီးပြည်သူများကိုလက်နက်ကြီးနှင့်ပစ်ခတ်နေသောစစ်တပ်ကိုတရားခေါ်မှမှရှော့တိုက်တော်များနှင့်တော်လန်ရေးတပ်များကပြန်လည်ပစ်ခတ်မှုဝန်ပေါင်းအတွင်းတွင်ပောက်ကွဲမှုများဖြစ်ပေါ်ကမိများလောင်ကျွမ်းပြီးအရေးပေါ်အချက်ပေးသံဖြင့်တညာလုံးရုံးရင်ဆန့်ကပ်ဖြစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်ကြီးမြို့နယ်လက်ပတောင်းတောင်ကျင်းနီစင်မကဲအတွင်းရှိတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်းတက်ဆွဲထားသောစစ်တပ်ကပြည်သူများကိုလက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်နေရာကြောင့်တော်လန်ရေးတပ်များကအဆိုပါစစ်တပ်ကိုတရားခေါ်မှမှရှော့တိုက်တော်များနှင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဒေသခံ ပြည်သူများနဲ့တော်လှန်ရေးသတင်းမြေကခုလိုပဲပြောဆိုထားပါတယ်။ရှမန်နေအော်တိုဘာလ23ရက်နေ့ညပိုင်းတရဝံပေါင်ကုမ္ပဏီအတွင်းတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လိုင်းတက်များကတရားခေါ်မောင်းမွှော့တိုက်တို့များနဲ့နေရာပေါင်းစုံမှပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဆိုပါကုမ္ပဏီဝင်အတွင်းပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝံပေါင်ကုမ္ပဏီဝင်အတွင်းအရေးပေါ်အော်အဆွဲသည်များတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရဲကားများရုံးရင်းဆန်ခဲ့ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ဝမ်ပေါင်ထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကအနီးအနားကရွာတွေကိုလက်နက်ကြီးတွေနဲ့နေတိုင်းပစ်နေတာမင်းညားကတော့ PDF တွေက short တိုက်တုံးတွေနဲ့ဝမ်ပေါင်ဝင်းအတွင်းတွေကစစ်တပ်ကိုပြန်ပစ်တယ်နေရာပေါင်းစုံကနေပြန်ပစ်တာအဲ့ဒါတွေကိုဘာတွေထိသွားလဲတော့မသိဘူးမိတွေလောင်းတာအကြီးအကျယ်ပဲနောက်တော့ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာအရေးပေါ်အိုးဝဆဲတဲ့တွေမိသက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေနဲ့ရုံရင်းဆန်ကက်ဖြစ်နေကုန်လားကိုတွေ့ရတယ်။ပောက်ကွဲမှုတွေလည်းဖြစ်တယ်။ဘာတွေထိသွားလဲဆိုတာတော့မသိရသေးဘူးလို့ဒေတာခန့်ပြည်သူတို့ကခုလိုပဲဆိုပါတယ်။ ဆလင်ကြီးမျိုးအခြေစားဒေါ်လာရင်းသတင်းရင်းမြစ်ကလည်းယမန်နေ့ညပိုင်းတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကို short တိုက်တုံးများလက်နက်ကြီးများနဲ့ဒေါ်လန်တပ်များကပစ်ခတ်ခဲ့မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါရင်ဝမ်ပေါင်းထဲမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာစစ်တပ်ကအဲဒီတော့ဒေါ်လန်ရင်းတပ်တွေကအဲဒီဝင်အတွင်ကစစ်တပ်ကိုပြန်ပစ်တာပောက်ကွဲမှုကလည်းဖြစ်တာမှန်ပါတယ်လို့ဆလင်ကြီးမျိုးအခြေစားဒေါ်လာရင်းသတင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ် အော်တိုဘာလာ22ရက်နေ့တွင်တရုတ်ဝမ်မောင်းကုမ္ပဏီအတွင်းရှိစစ်တပ်ကလက်နက်ကြီးများနဲ့အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြောင်းမဲ့ပြုတ်ခတ်ခဲ့ကြောင်းလက်နက်ကြီးများမှာပေါန်တကာကျေးရွာမိုးကျိုးပြင်ကျေးရွာနဲ့မဲဇလီကျေးရွာ များကိုဥတီပစ်ခတ်ခဲ့ကြောင်းအခုလိုစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထက်မနဲ့တရားရရှိခဲ့ပြီးနေအများစွာပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်အော်တိုဘာလ22ရက်နေ့ညနေပိုင်းတွင်လည်းဝမ်မေးရွာတစ်အနောင်မြောက်ဘက်ပလောင်ရွာလမ်းခွဲနေရှိဝမ်ပေါင်းကုမ္ပဏီဝင်အတွင်ကိမှစစ်တပ်ကတနက်နေ့ရန်တန်းပစ်ခတ်၍ဝမ်မေးရွာသားတအုပ်ကြီးထိမှန်ကတရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ အကြံဖက်စစ်တပ်ကစလင်ကြီးမြို့နယ်အတွင်းတွင်စစ်ကြောင်းထိုးမှုများလှုံ့ဆော်နေတဲ့အပြင်လေကြောင်းတက်ခတ်မှုများကိုလည်းမကြာခဏဆွတ်လို့လှုံ့ဆော်နေပြီးပြည်သူများစစ်ပေးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှအခုလိုပဲသိရှိရပါတယ်ရှင်။ ဆလဘီနန်ဟိုကြီးနဲ့မလိုင်မြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတလားအကြာပိတ်ဆို့တက်ခိုက်ခဲ့မှုပိုမှုကြောင့်အပါအဝင်စစ်သား38ဦးသေဆုံးပြီးကိုအရှင်မီကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ဂျမားများတင်စီရရှိခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းနရိုကြီးနှင့်မလာမြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတလားကြပိတ်ဆို့တိုက်ခတ်ခဲ့ရာဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီး9ဦးအရှင်မီကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ကျန်းမာများတင်းစင်ရရှိခဲ့ကြောင်းမြင်းကျန်ခရိုင်အမှတ်လေးတရင်နှင့်မြင်းကျန်ခရိုင်အမှတ်30တရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုကအခုလိုပဲပြောဆိုထားပါတယ် စက်တင်ဘာလ25ရက်နေ့မွန်လယ်3နာရီခန့်တွင်နထိုးကြီးမြို့နယ်ရန်ကင်းဖရားမှမြိုင်သာကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကို မြင်းကြံခရိုင်အမှတ်၄တရင် မြင်းကြံခရိုင်အမှတ်30တရင်မြင့်သားဘကပါတခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်မှဗိုလ်ကြီးတအူးအပါအဝင်တပ်သား9ဦးနှင့်အထက်တေဆုံးခဲ့ကြောင်းဒါအပြင် တိုက်ပွဲအတွင်းစစ်သားအလောင်းတလောင်းနဲ့ MA5 တပ်နက်တလအားသိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘားလာတရက်နေ့မွန်းလဲ2နာရီကျော်ကန်တွင်နထိုးကြီးမြို့နယ်မြိုင်းသာရွာကိုမီးရှို့ဖျက်ဆီးပြီးနထိုးကြီးမြို့နယ်တိုင်းလေရွာအနီးကိုဦးတည်စစ်ကြောင်းထိုးလာကအင်အား290ခန့်ပါစစ်ကြောင်းကို မြင်းကျန်ခရိုင်အမှတ်၄တက်ရင်မြင်းကျန်ခရိုင်အမှတ်၃၀တက်ရင်နဲ့အတူ မာမိတ်ပူပေါင်းအဖွဲ့များဖြစ်သောမြေသားပကပအမြင့်ကျန်ခရိုင်ဒရုန်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲ၃နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထိနာပြီးဖွဲ့စည်းပုံပြက်ပြီးတော်လန်သွားခဲ့ကြောင်းရင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား၄ဦးကို အကြမ်းဖက်ဖမ်းမိပြီး စစ်သား၁၀ဦးထပ်မံတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ထံမှငကြင်းမီတက်လက် MA 11တက်လက် G3 နှစ်လက် MA1 တစ်လက် and 79တစ်လက် MA5 နှစ်လက် drone နှစ်စီးကြီးမျိုးစုံ3332တောင်း40မမ3လုံး60မမ8လုံး RPG တပူ drop ဘုံ၄ပါပိုရန်တောင်း12တောင်းလက်ပြဘုံ12လုံး ina ga တလုံးကြည်ပေါင်း22ပေါင်ကက်တီ73ခုဂျမကာတစီကာ30တို့ကိုတိစေရရှိခဲ့ကြောင်းသိရှိရပါတယ်။ အော်တိုဘန်လာကိုရဲ့နေရင်မလိုင်မျိုးနယ်နှောကန်ရွာဘက်မှာမလိုင်မျိုးနယ်အင်ကြီးတောရွာဘက်တို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်လေးတရင်မြင်းကြံခရိုင်အမှတ်30တရင်ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အော်တိုဘန်လာ12ရက်နေ့တိ4ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်မလိုင်မျိုးနယ်နှင့်တောင်သာမျိုးနယ်တို့တွင်အမျိုးသမီး20ဦးထက်ကိုအလို့မတူပဲအတင်းအဓမ္မပြုကျင့်တပ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများဥဆောင်လောက်ကန်ခဲ့သောဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား20ဦးထပ်မံတေဆုံပြီးစစ်သား9ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါသည်အဆိုပါတိုက်ပွဲအတွင် MA16 လက် MA25 လက် MA36 လက် MA4 တလက် RPG တလက်ငကြင်းမီနှစ်လက်60မမပြောင်းတူ3လက်60မမပြောင်းရှည်တလက်ငကြင်းမီပြောင်းတစ်ခုကြီမျိုးစုံ 6098တောင်းပိုကြီး25တောင်း40မမ15လုံး60မမ17လုံး RPG စနေဘူး RPG ပိုရန်6တောင်းရစာပလင်း17လုံးလက်ပစ်ပုံး4လုံး M9 2လုံး drone 2စီး drone shooter 2ခုကြောပိုဂျမ်ပါ2ခုဂျမ်ပါအကြီး2ခုကာ3စီး drone ပုံးသီး2ပါးဂျီပေါက်အစုံ56ပေါက်တို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။